မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့လုံခွန့်ဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့အင်ဇာကောင်းကောင်းလုပ်ပြီးသားဖြစ်နေတဲ့အာရာခတက်တော် AA ရေးစဦးစီးရှုပ်ကဗန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ AA တပ်သားတွေကိုရေးရေးတောက်အမှားစကားပြောလိုက်တယ်ဆိုတဲ့တဲ့ဗန်းမော်တိုက်ပွဲမှာ KIA အပါအဝင်မှာဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပါဝင်တိုက်ခိုက်နေတဲ့အာရာခတက်တော် AA ရေးရေးပေါ်တွေကိုဘိုးချုပ်ထွန်းမြတ်နိုင်ကဖုံးမတဆင်းဗီဒီယိုကော့ခေါ်ကအားပေးစကားပြောကြားခဲ့တယ်လို့ကချင်း official page မှာဖော်ပြထားပါတယ်အခုလိုရေးသားဖော်ပြရမှာမကြခင်အောင်ပန်းစင်တော်မြစ်ဘန်းမော်တိုက်ပွဲရောက်နေတဲ့အေအေတပ်သားတွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်အားပေးစကားပြောကြားတယ်လို့ဖော်ပြထားပါတယ်ဒါပြင် AAC ဦးစီးချုပ်ကဘန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့သူရဲ့တပ်သားတွေကိုရေးရေးတောက်အမှားစကားပြောနေတာကို AA တပ်သားတွေကလည်းလိုက်နာခံယူပြီးတော့လုံဆောင်နေတယ်လို့ရေးသားထားတယ်စစ်ဦးစီးချုပ်ရဲ့အမှားစကားမှာ ကောင်းနှုတ်ချက်ကိုအခုလိုဆက်လက်ပြီးတော့ဖော်ပြထားပါတယ်။ကချင် KIA ဟာရခိုင်နဲ့ AA အတွက်ထာဝရအကောက်ဆုံးမိဖက်ဖြစ်တဲ့ဒို AA တွေအနေနဲ့ကချင်ပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ့်အချိန်ကဒီကနေ့အကောက်ဆုံးအချိန်တွေပဲ။လက်ရှိဗမ်မော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့ရဲ့စစ်တီတော်တွေအနေနဲ့ရေရေဝံဝံတိုက်ခိုက်ပါ။ရန်သူကိုလုံးဝမညှာပါနဲ့။ဗမ်မော်မျိုးကြီးကိုတိမ့်ပိုက်ပြီးရင်ကချင်ပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေကစူးစမ်းပါ စားတဲ့အခြားလိုက်တွေကိုကောက်နှုတ်ပြီးတော့ပေါ်ပြထားပါတယ်ဆိုတော့ကရေရေတောက်အမှားစကားကိုပြောကြပြီးပြီဒီတော့ဘယ်အရာပဲလုံလုံအမြင့်တန်းအစင်အသင်ပြောချပြီးမှအင်စာကောင်းကောင်းညံ့နေတဲ့အာရခတ်တတော်အေအေကရခိုင်ပြည်ရဲ့နောက်ဆုံးလက်ကျန်၃မျိုးထဲကကြောက်ဖြူမျိုးကိုအေအေမြည်တော့တိုင်းပိုင်းမြင်နေသုံးတချက်ဆောင်းပါးလေးတခုကိုဒီနေ့တွေ့လိုက်ရတယ်ရခိုင်တတော်အေအေဒီ Terran I know view ဟာစာတိစီးရဲအရာ အလွန်ခိုင်မာပြီးတော့တိုက်ခိုက်ရေးခတ်သည့်စခန်းများကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့ပြီးနောက်ယခုအခါရခိုင်ပြည်တွင်ကြာရှိနေသည့်မျိုးသုံးမျိုးထဲမှကြောက်ပြူမျိုးကိုဘလို့တိုက်ခိုက်ပြီးတော့သိမ်းပိုင်မည်နည်းဆိုတာကိုစည်ရအခြေအနေအရသုံးသပ်လေ့လာကြည့်အောင်နံပါတ်1ကြောက်ပြူရေးမဟာဗျူဟာကြတော့အရေးပါမှုကြောက်ပြူမျိုးသည်ရခိုင်ပြည်ရဲ့အဓိကစိတ်ကမ်းမျိုးတစ်မျိုးဖြစ်ပြီးစီးပွားရေးနိုင်ငံရေးနှင့်စည်ရအရအလွန်အရေးကြီးသည့်နေရာဖြစ်သည့် မြို့အတွင်းစစ်တပ်ရဲ့ခိုင်မာသောကာကွယ်ရေးစနစ်များက လေကြောင်းထိန်ချုပ်ရေးစခန်းနှင့် ရှိနေပြီးတော့တိုက်ခိုက်ရန်စိန်ခေါ်မှုကြီးမားသည်နံပါတ်1 AAE ဘူဟာမြောက်အဆင့်ချင်းကံမှု AAD ကြောက်ပြူမျိုးကို တိုက်ရတွင် အောက်ပဘူဟာ၃ရက်ကို အသုံးပြုနိုင်မည်ဟုခန့်မှန်းရသည်ကာကြီးဝိုင်းရန်ပြခတ်ချင်းမြို့ပြင်ရှိ SAC စခန်းများကိုအရင်တိုင်းကကြောက်ပြူမျိုးကိုလုံးဝပိတ်ဆို့ပြီးမှအချိန်ယူတိုက်ခိုက်မည် ခါခွေနေအောင်နေပြင်တိုက်ပွဲမျိုးတွင်သော ချိုးဝက်စွာဝင်ရောက်ကစစ်တပ်ရဲ့ဆက်သွေးရေးထောက်ပံ့ရေးလှိုင်းများကိုဖြတ်တောက်ပြစ်မိဂါငယ်စိတ်ဓာတ်စစ်စင်ရဲ့မျိုးသူမျိုးသားများနှင့်စစ်တပ်အတွင်ပူးပေါင်းမှုရာရှိရန်စီယုံခြင်းစစ်တပ်၏စိတ်ဓာတ်ကြဆင်းအောင်ဖိအားပေးခြင်းများပြုလုပ်မိနံပါတ်3အနိုင်ရရှိရန်စိန်ခေါ်မှုများစစ်ကောင်စီတန်၌လေကြောင်းနှင့်ရေဒါအင်အားကို ခူးထပ်ပို့ပြီးတော့သုံးဆွေးလာနိုင်ခြင်းစစ်ကောင်စီတပ်သည်အယက်သားယော်သားမခွေချသည့်အတွက်မျိုးတွင်းအယက်သားများအနေနဲ့ထိခိုက်မှုရှောင်ချကြရန်လိုအပ်ခြင်းမုတ်တုံဝင်လာတော့မြည်ဖြေ၍အချိန်တုံးအတွင်းမျိုးကိုလုံးဝထိန်းချုပ်နိုင်ရန်လိုအပ်ခြင်းနံပါတ်၄ညီကုံရှုပ်နံပါတ်၄ညီကုံရှုပ်မှာ AAE ရခင်အောင်ပွဲများကိုကြီးလျင်ကြောက်ဖြူကိုတင်ပိုက်ရန်အလားအလာရှိတော်လဲပြင်းထန်သောတိုက်ပွဲများဖြစ်ပေါ်မည်ဟုမျှော်လင့်ရသည်ရခိုင်ပြည်သူများ၏ထောက်ခံမှုနှင့် အီစီကန်ရှိသောဗျူဟာများဟာစွန်လွှတ်စွန်စားရေးသောတတိများကဤတိုက်ပွဲကို သမိုင်းဝင်အောင်အောင်ဝဲခံနိုင်ပါလိမ့်မည်ဆိုပြီးတော့သုံးသက်ချက်မှာရေးသားဖော်ပြထားတယ်။ဆိုတော့အာကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင် AA ရဲ့အစွန်းဆိုတာကိုစဉ်းစားကြည့်ရမှာဖြစ်တယ်။ A ကနားလေကောင်းသလိုလက်နှစ်ဖက်ကလည်းဖြောင်းမတ်တယ်။စကားပြောရင် ပြတ်သလိုပြောရင်ပြောတဲ့အတိုင်းလေးလုပ်တတ်တယ် မိသီးလုံရမဆိုပြပြတတခြေမုံတတ်တယ်လို့ကိုလူမျိုးကိုနိုင်ငံအာနာပေါ်မှာထိပါစော်ကလာရင်လည်းငြင်ခံမနေတတ်ဘူးအေဟာကိုလူမျိုးအကျိုးစီးပွားအတွက်ရည်ရွယ်ရှာလေးပြတတ်တယ်လို့ဥတီရှာလေးဖြောင်းမှတ်တယ်အခုဘင်္ဂလားဒေ့ပြဿနာလို့ပေါ့ဖြေချောက်တိုင်လေကြောက်တဲ့ထဲမှာအေအေမပါတယ်လို့စစ်ကိုစင်နာတူအောင်တိုက်ပြီးဂိုးအပြတ်တွင်တတ်တယ်စစ်ကိုဘျူဟာကြာကြာကစားတတ်တယ်လို့အဆုံးအတက်ပြပြီးတော့ ရန်သူစခန်းဌာနချုပ်အထိတသိမ့်တတ်တယ်။ကိုးနိုင်ငံကိုလူမျိုးအတွက်အသက်ပေးဆွလွှတ်ဆောင်စားသလိုရီမန်းချက်ကိုလည်းပျော်ပြီးမှဖြစ်အောင်လုပ်တတ်တယ်။အေဟာတဲ့တွင်းမှာဖြစ်ပေါ်လာတဲ့အပြစ်သားတွေကိုအပြစ်သားလို့ဝန်ခံသလိုထိုက်တန်တဲ့အပြစ်ကိုလည်းပေးတတ်တယ်။ရခိုင်အိမ်မက်ကိုရခိုင်ပြည်သူ တရားလုံးအတွက်အကောင့်အထည်ပေါ်ဆောင်ပေးသလိုရခိုင်ပြည်သူတရားလုံးကလည်းထောက်ခံအားပေးတဲ့ရခိုင်ပြည်အတွက်တစ်ခုတည်းသော အာရခတတ်တော်အေအေဖြစ်တဲ့အေအေပြမကရခိုင်ပြည်ဖြစ်တယ်လို့စစ်ပရိယေနဲ့မဟာဗျူဟာနီလန်းကြတာကလည်းထင်ရှားပြီးတော့မြန်မာပြည်ထဲမှာအောင်မြင်ဆုံးအပွဲအစည်းတတ်တော်တစ်ခုလေးဖြစ်တယ်။ဒါကအေရေးဇွေတတိဖြစ်ပါလေ။ပြီးတော့အိမ်စာကိုနှုတ်ကြားဖတ်ပြီးသားဖြစ်နေတဲ့အာရခတတ်တော်ရဲ့စီဘောရဲ့ကန္တာဒီစီဘောရဲ့ကန္တာကိုသုံးသပ်ထားတယ်ပါတော့ရှင်လေးမျိုး ရေးသားထားခြင်းဖြစ်တယ်။ လဒန်စိမန်ကိန်းကအိန္ဒိယအတွက်အာချကိုထိုးပေါက်ဖို့အတွက်စီးပွားရေးမဟာဗျူဟာကျောက်ဗျူဟာတရုတ်အတွက်အိန္ဒိယကိုထိန်းထားပြီးတော့ကမ္ဘာကိုဖောက်ဖို့အတွက်မဟာဗျူဟာအင်အားကြီးနိုင်ငံတစ်ခုရဲ့အပြိုင်မှုကြားထဲမှာဒီနိုင်ငံတွေကို လုံပိုင်ခွင့်လမ်းနေမြေတွေကိုထိန်းချုပ်ထားတာကတော့အာရာခပြည်သူအစိုးရ ULAA ဖြစ်တဲ့ ULAA ကခွင့်မပြုရင်ဘယ်နိုင်ငံကြီးပဲဖြစ်ဖြစ်လုံလုံမဖြစ်နိုင်တော့ဘူး ဒါကြောင့်နိုင်ငံတကာကိုအာရခပြည်သူအကျိုးစီးပွားကိုကြီးချူဖို့အာရခပြည်မှာဘယ်နိုင်ငံမဆိုရင်းနှီးမြှုပ်နှံအကျိုးတူစီးပွားရေးလုံလို့ရတယ်လို့တရားဝင်ကြော်ညာပြီးသားဖြစ်တယ်ဒီလိုကြော်ညာလိုက်ခြင်းဟာလေအာရခခေါင်းဆောင်ကြီးတွေရဲ့နိုင်ငံတကာနဲ့ရင်ဆိုင်ဖို့အတွက်နိုင်ငံရေးပြဿနာအလုံးကိုအင်စာကြပ်ပြီးသားလို့မှတ်ယူလို့ရတယ်ဒါကြောင့် အာရခတိသူအစိုးရကိုအိန္ဒိယကတန်တမာရေးအရာတရားဝင်မဆတ်ဆန်သေးတာလေအဖြေကားချင်းချင်းလေးပါပြည်ရေးမျိုးတော်ဖြစ်တဲ့ကဘာကအတိအမှပြုထားတဲ့စစ်တွေမျိုးကိုအပိသက်မသိမ့်နိုင်သေးလို့ဖြစ်တယ်တန်တမာရေးမှာလည်းစီကန်းရှတ်တွေကချီးနေတယ်လက်ရှိမျိုးတော်စစ်တွေကိုမသိမ့်ရသေးပဲအာရခပြည်သူအစိုးရကိုတန်တမာရေးအရာဆတ်ဆန်မိမ့်မယ်ဒီဆတ်ဆန်လိုက်ရင်အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ စီကန်းချက်တွေကိုရှိုးဖောက်ရရောက်တယ်ဆိုတာတော့လူတိုင်းသိဖို့သင့်တယ်။သူတို့လေးသိနေတယ်။ဒါကြောင့်စောင့်ကြည့်နေချင်းတာဖြစ်တယ်။ဒီနေရာမှာအာရဟတတော်ကဘာကြောင့်မသိရတဲ့လေကို မေခွန်းထုတ်เสียရတယ်။ဒါကလေးလွယ်လွယ်လေးပါ။နိုင်ငံရေးကစောကစားတယ်လို့ပဲလွယ်လွယ်လေးပြောလို့မရဘူး။ပြောလိုက်ရရင်အချိန်ကာလာက မချွေးသင်းနဲ့မတင်းသင်းနဲ့သုံးသက်ရဆိုတာကတော့ကျွန်တော်တို့နားလေပါတယ်အချိန်ကာလတစ်ခုအတွက်ဒီလောင်းလေးနဲ့ပဲအဆုံးသတ်လိုက်မယ်သေချာတာတစ်ခုကဒီကိစ္စတွေနဲ့ပတ်သက်လို့ခေါင်းဆောင်ကြီးတွေကအင်စာကိုနှုတ်ကြက်ရပြီးသားဆိုတာကတော့အကုန်လုံးဒီဖို့သင်းနေရေးသားသူရှင်လေးမျိုးဖြစ်ပါတယ်ဒါကစီးပွားရေးကဏ္ဍအင်စာကောင်းကောင်းကြက်ပြီးသားဖြစ်နေတဲ့အရဟတ်တတ်တော်အေကနိုင်ငံတကာကိုအကျိုးတူစီးပွား လှုပ်ဆောင်ဖို့အတွက်ဖိတ်ခေါ်ပြီးသားဖြစ်ပါတယ်เนาะဒီတော့မနေ့ကပြောတော်တဲ့တည်င်းအစလေးတစ်ခုဖြစ်တယ်ဒီတည်င်းကဆွေးနွေးပွဲပြက်ပြေပြီးနောက်စစ်ကောင်စီက TNL ထိန်းချုပ်ရမိုးကုံမျိုးကိုလေကြောင်းနဲ့ဘုံကျဲခဲ့တယ်ဆိုတဲ့တည်င်းမနေ့ကပဲသူတို့ဆွေးနွေးချက်မအောင်မြင်ခဲ့ဘူးဆိုတဲ့တည်င်းကိုကျွန်တော်အနေနဲ့တင်ပြသားဖြစ်ပါတယ်ဒီနေ့မှာအရသားတွေကို ပြင်းထန်ထားပြီးတော့မိုးကုံမျိုးကိုစစ်ကောင်စီကဘုံကျဲတယ်အရသားတယောက်တေဆုံးပြီးတော့တယောက်ကဒဏ်ရာရတယ် ဘုံတလုံးလာရောက်ကြေချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တရားနယ်လေကဒီကနေ့ထုတ်ပြန်ထားတယ်။မိုးကုံမြို့ရဲ့နောက်ပိုင်းကသေးရက်ွက်ရှိအနောက်ကျောင်းကိုစစ်ကောင်စီတမလေကျောင်းပြီးထမှန်ဘုံကြေချမှုကြောင့်ဒေသခံတဦးသေဆုံးပြီးတော့တဦးကထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒီလိုထုတ်ပြန်ချက်တွေမှာဖော်ပြထားတယ်။ဘုံကြရောက်ပောက်ကွဲမှုကြောင့်ဒေသခံတွေသေဆုံးခဲ့ပြီးတော့နေအိမ်တွေလည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုထားတယ်။စစ်ကောင်စီကစစ်ချုပ်ပြီးစွန့်ခွာခဲ့ရတဲ့နောင်ချိုကျောင်းမဲတီဘောမိုးကုတ် မိုးမိစတဲ့မျိုးငါမျိုးကို ပလောင်နေမြေလွယ်လပ်ရဲ့တပ်ဥပလောင်လွယ်မြောက်ရဲ့တပ်မတော် PSLF TNLAC ကနေစစ်ကောင်စီကပြန်တောင်းနေတဲ့အတွက်တရုတ်နိုင်ငံယူနန်ပြည်နယ်မှာဧပြီလ28ရက်နေ့29ရက်နေ့ကပြုလုပ်ခဲ့တဲ့စုနှုတ်ပွဲမှာရှင်းဆက်မရပဲနဲ့ရပ်တန့်သွားခဲ့တယ်လို့ TNLA ကမေလ2ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုစုနှုတ်ပွဲတွေရပ်တန့်သွားပြီးနောက်စစ်ကောင်စီကမိုးကုံမြို့ကိုလေကြောင်းကားနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မေလ2ရက် ညနေ7:00နာရီကလည်းစစ်ကောင်စီကမိုးဘုံမျိုးကို ပေါင်250ဘုံနှလုံးလာရောက်ကြေချတိုက်ခိုက်ခဲ့တဲ့အတွက်အုပ်ပြင်ရက်ွက်ကဓမာယုံနဲ့ပြည်သူလူထုနေအိမ်6လုံးကြီးမှန်ပျက်စီးသွားခဲ့တယ်လို့ TNL ကထုတ်ပြန်ထားတာဖြစ်တဲ့ပြီးခဲ့တဲ့ April 30ရက်နေ့ကမိုးဘုံမျိုးအနောက်ပိုင်းဒီစိန်ကုန်းနဲ့ကျောက်ဖုတ်ကျေးရွာကြားကိုစစ်ကောင်စီကလေကြောင်းနဲ့ပေါင်250ဘုံနှလုံးလာရောက်ကြေချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရတယ် ဒါက TNL လေးကထုတ်ပြန်ပြီးသားသတင်းတပုတ်ဖြစ်ပါတယ်ဒီတော့အမေးသားမင်းလွေလင်းတကူတိုက်ပြီးတော့ဆုံရှုံထားတဲ့ဟာကိုတရုတ်ကိုဆရာတင်ပြီးတော့မနေ့ကကျွန်တော်အနေနဲ့ထည့်ပြောခဲ့ပြီးပြီတရုတ်ပြည်သူတမနာမြန်မာနိုင်ငံတော်ဖြစ်နေပြီလားဒီအရာကိုတွေးဖို့လိုတယ်အလကားရတာလောကကြီးမှာဘာမှမရှိဘူးတခုလိုချင်ရင်တခုကိုပေးရမှာပဲဒါကြောင့်တရုတ်ကိုဘာတွေပေးထားပြီလဲ မြန်မာနိုင်ငံရဲ့ဩဇာအာဏာကတရုတ်စီမှာတရားမှာ90ရာခိုင်နှုန်းလောက်ကို ရောက်ပြီးသားဖြစ်နေတဲ့အတွက်မြန်မာနိုင်ငံကြီးကိုလိုရှင်တဲ့တရုတ်ကလေးပွားပေါင်းစုံနဲ့တိုက်ခိုက်နေတာကိုတချိန်လုံးကတစ်တောင်ညာနှစ်ခွန်စစ်စင်ရေးစားကြတဲ့ကတချိန်လုံးကဘောမလော်ဘီတွေက ပြပကျူကျော်စစ်ကိုစားနေပါပြီနောက်ဖက်ကလမေးကြီးကနေပြီး နှိုင်းနေပါတယ်ဆိုပြီးတော့អော်ကြပြီးတော့ယခုအခါလာချိုးပွက်ပွက်လေးတစ်ခုကိုလွေလေးတစ်ခုຢာလိုက်တာနဲ့တနတ်တစ်ချက်ကလေးမဖောက်ပင်လည်းစကောင်းဆောင်ကတော်ပါတယ်ဆိုပြီးချီကျူးထောပနာပြုနေကြတဲ့အရာကိုနင်းတို့မင်းတို့တွေနောက်ဖက်ကိုလေးလှည့်ကြည့်တဲ့ချမ်းမြောက်မှာပါတယ်ဖြစ်နေတယ်လေဒါတွေကိုလေတွေးဖို့လိုအပ်တယ်တဖန်လေလှိုင်းပေါ်ကရေလှိုင်းစီးပြီးတော့ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့အရာတွေကိုပါဇာထဲမှာသောဘစီတမင်းစားရတယ်လို့အခါတဲ့အရာသာခံပြီးတော့ရခိုင်ကိုဘင်္ဂလားဒေ့ကဒါနာခုတ်တတ်ရင်တော့ရခိုင်ကြားပါတယ်ဆိုပြီးတော့အာယုံစားနေတဲ့အခွေးတွေလွေလွေလေးမတွေ့လိုက်နဲ့လူဦးရေမြားနေသလားတိန်လို့ရမယ်ဆိုရင်ဘီယာနဲ့ငါဒီနေ့ထိမလွယ်လက်သေးဘူးရှင်းနေနော် ဘီယာနာကအမေရိကန်လက်ထက်ကဒီလောက်ထိမလွန်လက်သေးဘူးပြီးရင်မြန်မာနိုင်ငံတွေကအာရခတတ်တော်ကရခိုင်ပြည်ကိုဆွဲထုတ်ပြီးတော့နိုင်ငံကြော်ညာမယ်ဆိုပြီးတော့သေအောင်ကြောင်းနေကြတယ်ယခုလက်ရှိမှာလည်းမြန်မာနိုင်ငံရဲ့အတိုင်းဝိုင်းတွေကသုံးသပ်ပေးထားတဲ့အရာမှာအကုန်လုံးပြည်စုံပြီးသားဖြစ်နေတဲ့အာရခတတ်တော်ဟုတ်ပြီနော်ရခိုင်နိုင်ငံကြော်ညာဖို့အတွက်ဆိုရင်လည်း နောက်ကအင်အားကြီးနိုင်ငံတခုထောက်ခံလိုက်တယ်ဆိုရင်ကြော်ညာလို့ရပြီဆိုတာကိုဗမာနိုင်ငံရဲ့အတိုင်းအဝိုင်းတွေက သုံးသပ်နေကြတဲ့သတင်းဆောင်မတွေအများကြီးရှိတယ်။ဘာလို့လဲရခိုင်မှာရခိုင်ကဘာတွေပဲဖြတ်တောက်ထားပါစေကုံတွင်ပိုင်းဒေတာမဟုတ်ဘူးပင်လေကံယိုတန်းဒေတာဒီတခြားပြီးရင်နိုင်ငံတခုထူထောင်ဖို့အတွက်လူဦးရေကတခါတည်းပြီးမိတယ်။သမိုင်းကြောင်းရှိတယ် မျိုးရိုးရှိတယ်ဒီအရာတွေကဘလို့မှဖြောက်ဖြားလို့မရဘဲနဲ့ရှေးရခင်ကလေးကနိုင်ငံတခုဆိုတာကိုလုံးဝသက်သက်အထောက်အထားနဲ့ရှိနေတဲ့အတွက်ယခုဆိုရင်လည်းအရဟတတော်အေကတရင်တရင်နဲ့စစ်တွေကြောက်ဖြူမအောင်ဒီသုံးမျိုးသာကြံတော့ပြီးတော့ကြံတဲ့အရာတွေကိုအရဟတတော်အေရဲ့အိတ်ထဲမှာကောက်ထည့်ပြီးသားဖြစ်နေတယ်ပြီးရင်လက်ရှိမှာလည်းအရဟတတော်အေက အုံရှုံးရေးတရားစီရင်ရေးလူမှုရေးစီးပွားရေးဒီအရာတွေကိုတခါတည်းတွေးလျက်လောက်ကင်နေတာဖြစ်တယ်ဆိုတော့မေးကြလိမ့်မယ်မင်းတို့လုံးနေတာအဆင်ပြေရလားအခုကျင်းတူးအခုရေကြည်တောင်းလို့ရတာဘယ်နေရာမှာမှမရှိဘူးပြီးရင်ဘောမှာတချို့ကပြောကြသေးတယ်ဘာပြောသလဲကွက်ကွက်ကလေးနေရာလေးကိုလူမျိုးရေးအစွန်ရောက်ပြီးတော့နိုင်ငံထူထောင်ဖို့လုံးနေတယ် ဆိုပြီးတော့អော်နေတယ်ဒီကနေ့ထက်ទីအာရာခတက်တော့အေကငါတို့နိုင်ငံကြော်ညာပါမယ်ဆိုပြီးတော့တခွမမပြောသေးဘူးမြန်မာနိုင်ငံကြီးတွေကခုထွက်ပါမယ်ဆိုပြီးတခွမမပြောသေးဘူးဒီတခြားနေရာလေးကွက်ကက်ကလေးလို့ပြောနေတယ်တချို့တိအောင်နေနေပြောမယ်ဆိုတော့အိန္ဒိယကပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ခွေထွက်ထားတာဖြစ်တယ်မလေးရှားကစင်ကာပူကခွေထွက်ထားတာဖြစ်တယ်ဆိုတော့နိုင်ငံလေးကွက်ကက်ကလေးတခုလို့ပြောတဲ့လူတွေတော့ပြောတာနော် လက်ရှိအာရခတ်တတော်အေအေထိန်းချုပ်မှုမရှိသေးတဲ့လက်ရှိစစ်ကောင်စီကထိန်းချုပ်စေဖြစ်တဲ့မန်အောင်ကျော်စင်ကာပူထကြီးနေသေးတယ်နော်စင်ကာပူထကြီးနေသေးတယ်မန်အောင်ကျော်ကဆိုတော့လေးလာပါစာဖတ်ပါဆိုရင်လည်းစာမဖတ်ဘူးခွေးပူတာလောက်ပဲစိတ်ဝင်စားတယ်လို့မလုံနဲ့ဒီအရာတွေကိုအဲ့ဒါကြောင့်သေးပြီးတော့အနည်းအကျဉ်းလေးခြားပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ ပြောတဲ့ဘောမှာတတိုင်ရှိနေတဲ့အတွက်အနေချင်းလေးထည့်ပြီးတော့ရှားပြပေးရတာပဲဖြစ်ပါတယ်ဆိုတော့ကဘာကြီးကိုကြည်လိုက်ကြမယ်ကဘာကြီးမှာယူကရိန်းနဲ့ရုရှားเนาะအခုစစ်ဖြစ်နေကြတဲ့ယူကရိန်းနဲ့ရုရှားပါလာစတိုင်းနဲ့အစ္စရေးเนาะပါလာစတိုင်းနဲ့အစ္စရေးအိန္ဒိယနဲ့ပါကစ္စတန်ယခု နောက်ပြီးတော့ဆက်ဆက်ပြီးတော့ဖြစ်လာမှာအမေရိကနဲ့တရုတ်တရုတ်ကမြန်မာနိုင်ငံကြီးကိုလက်ဝါးရေးအုပ်ဖို့အမြဲတမ်းစူးစမ်းနေတဲ့လက်မေးကြီးဒီလက်မေးကြီးနဲ့အမေရိကကဖြစ်လာခဲ့တဲ့ဆိုရင်တကယ်တမ်းကဘာကြီးပြက်လောက်တဲ့အခြေအနေရောက်သွားလိမ့်မယ်ဒီအရာတွေကိုလေမြန်မာပြည်တွင်းစစ်တခုတည်းကိုအာယုံစူးစိုက်ပြီးမကြည့်ပင်တဲ့ကဘာကြီးကိုလေဖွင့်ပြီးတော့မျက်လုံးကြည်ကြည်ကြီးဖွင့်ပြီးကြည်ဖို့လိုအပ်တယ်လို့ပြောရင်း အချိန်မရတဲ့ကြာကရိုက်ကူးရတဲ့ဗီဒီယိုပိုင်းဖြစ်တဲ့အတွက်တူတူတုံတုံလေးနဲ့ဒီနားလေးပါပဲနင်ငူချုပ်အဆုံးသက်ပါတယ်။ဒါကြောင့်အင်စာကောင်းကောင်းလုပ်ပြီးသားဖြစ်နေတဲ့အာရခတတ်တော်အေအေရဲ့ခေါင်းဆောင်တွေရဲ့အုံနောက်ထင်းမှာအကုန်လုံးရှိပြီးသားဖြစ်နေတဲ့အတွက်အိမ်မောကြနေတဲ့သူတို့ကလည်းအိယာကနိုးထဖို့တံပါပြီဆိုတာကို ပြောရင်နီကုန်းချုပ်ပါတယ်။ဂါလီစောပါဂါရဝါပါ ဒီဗီဒီယိုပိုင်းကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း Bye bye